ကေနေတုံးကျအောင်တန်းအကလူဝိရှ်ပိကရရဲ့တပ်ဘက်ကတော့ရှစ်လနီးပါးတိုက်ခိုက်ခဲ့ပြီးနောက်အင်းတို့မျိုးကို KNA ပါဝင်တဲ့တော်လိုင်းရေးပူပေါင်းတပ်ကအပိသက်တင်ပိုက်ခဲ့တဲ့တည်င်းအပြင်အင်းတို့မျိုးတင်တိုက်ပွဲကနေထွက်ပြေးသွားတဲ့စစ်ကောင်စီစစ်ကြောင်းကိုဖမ်းဆီးရမိခဲ့ပြီးဗမာမျိုးကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်နေပါတယ်။ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့သကိုင်းတိုင်းအထက်ပိုင်းအင်းတို့မျိုးကို KNA ပါဝင်တဲ့တော်လိုင်းရေးပူပေါင်းတပ်က ဧပြီလ9ရက်နေ့ညပိုင်းကအပိတတ်တင်ပိုက်ခဲ့ပါတယ်တော်လိုင်းရေးပူပေါင်းတပ်ဟာအင်းတော်မျိုးကို2024ခုနှစ်အောက်တိုဘာလကစတင်ပြီးဝင်းရံတိုက်ခိုက်ခဲ့ရာကနေ၈လနီးပါးအကြာမှာအခုလိုအပိတတ်တင်ပိုက်ခဲ့တာပါစစ်ကောင်စီတပ်ဟာဒုတိယကမ္ဘာစစ်လက်ကျန်ဂျပန်လိုင်းကိုစခန်းကုန်းမှာအခိုင်အမာတပ်ဆွဲထားပြီးခုခံနေတဲ့အတွက်တော်လိုင်းရေးပူပေါင်းတပ်ကအချိန်ယူတိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်ဒီဂျပန်လိုင်းကိုတပ်စခန်းဟာအင်းတော်မျိုးမှာနောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်ပြီး အင်းတော်ရဲစခန်းကာကင်းစခန်းတွေကိုတော့တော်လိုင်းရင်အဖွဲ့ကမြို့သိမ်းတိုက်ပွဲစတဲ့ဩဂုတ်လကလေးကတင်ပိုက်ထားတာပါအင်းတော်မျိုးတင်တိုက်ပွဲအတွင်းဟာဝေဇာလက်နက်ကြီးနဲ့လက်120မမနဲ့လက်အပြင်လက်နက်ကြီးလက်နက်ငယ်နဲ့ခရမ်းမီကြောက်အများအပြားတင်ပိုက်ခဲ့ပါတယ်။ရှစ်လနီဘာတိုက်ခိုက်ခဲ့ရတဲ့အင်းတော်မျိုးတင်တိုက်ပွဲအတွင်းတော်လိုင်းပူကောင်တပ်ဖွဲ့ဘက်ကထိခိုက်ကြဆုံးမှုတွေများခဲ့တယ်လို့သတင်းမြင့်သွေးစီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာအင်းတော်မျိုးမကြရင်အတွက်လူချောင်းပစ်ကူတွေများစွာပြုလုပ်ခဲ့ပြီးဂျပန်လိုင်းကိုစခန်းကုန်းကိုတိမ့်ပိုက်ခဲ့တဲ့ဧပြီလ9ရက်နေ့တရက်အတွင်းမှာပဲအကြိမ်60ခန်းဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်ကူမရတာလက်နက်ရိတ်ခါမရတာတွေအပြင် ထိခိုက်ဒေဆုံးတာတွေများပြားခဲ့တာကြောင့်ဂျပန်လိုင်းကူကုန်းစခန်းကို ဆုံးခွာထွက်သွားတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ တဆက်ထဲမှာပဲအင်းတော်မျိုးတိန်တိုက်ပွဲကနေထွက်ပြေးသွားတဲ့အင်အားတရာကျော်ပါဝင်တဲ့တမခွန်ခွန်စစ်ကောင်စီစစ်ကြောင်းကိုခတာမျိုးနယ်တနေရာမှာတော်လိုင်းရေးပူပေါင်းတပ်ကဖမ်းဆီးရမိခဲ့ပါတယ်။တမခွန်ခွန်ရဲ့တမမှုဗိုလ်မှူးချုပ်အောင်တဲ့ဦးဦးဆောင်တဲ့အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာဂျပန်နိုင်ငံကတပ်စခန်းကနေခတာမျိုးနယ်ကသူတို့တွေရဲ့တပ်စခန်းကိုထွက်ပြေးသွားချိန်လမ်းခွလမှာအခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့တမမှုဗိုလ်မှူးချုပ်အောင်တဲ့ဦးနဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကိုဘယ်လိုဆက်လက်လှုံ့ဆော်သွားမလဲဆိုတာတော့မသိရသေးပါဘူး။ဘကူးမျိုးအခြေဆိုင်ဖြစ်တဲ့တမခွန်ခွန်ဟာအာနာသိန်းစင်အချိန်ကငင်းချန်းစော်ဆန္ဒပြခဲ့တဲ့ဘကူးမျိုးခံပြည်သူတွေကိုတပ်ဖြတ်တာတွေဖမ်းဆီးရိုက်နှက်တာတွေပြုလုပ်ခဲ့တဲ့စစ်ကောင်စီတပ်တခုဖြစ်ပါတယ်။ရဲ20ရာရီအပြည့်ရထားတဲ့ဆိုပေမဲ့ပြီးခဲ့တဲ့ရဲတပ်တပ်ကစစ်ကောင်စီတပ်ဟာပုံမော်မျိုးကိုဘုံကျဲတိုက်ခိုက်မှုတွေအဆက်မပြတ်လှုံ့ဆော်နေပါတယ်။ ငလင်ဘေးကြုံတွေ့ပြီးနောက်ပမော်မျိုးမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်းမရှိတော့ပေမဲ့စစ်ကောင်စီတပ်ဟာပမော်မျိုးကိုဘုံကျဲတိုက်ခိုက်တာတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာပမော်မျိုးမှာကြမ်းရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကို လေကြောင်းကနေရိတ်ခါနဲ့လက်နက်ခဲယမ်းတွေချပေးနေတယ်လို့သိရပါတယ်။ပမော်မျိုးမှာအင်အားအကြီးဆုံးခံတပ်ဖြစ်တဲ့စကခ21ကို KNA ပူးပေါင်းတပ်ကဝေးရန်တိုက်ခိုက်နေစေဖြစ်ပြီး စစ်ကောင်စီတပ်ကဗမော်မျိုးမကြရဲ့အတွက်ဒရုန်းတိုက်ခိုက်မှုနဲ့လေကြောင်းတိုက်ခိုက်တာတွေအဆက်မပြတ်လှုံ့ဆော်နေပါတယ်ချန်ပီယံမြောက်ပိုင်းမှာ KIA နဲ့ DNL ကြားဖြစ်ပွားနေတဲ့အငင်းပွားဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး KNO နဲ့ BSLF တို့တွဲဆုံဆွေးနွေးညှိနှိုင်းမှုတွေစတင်လှုပ်ဆောင်နေပြီလို့ Ebrela 9ရက်နေ့ကဒုတိယဗိုလ်ချုပ်ကြီးကိုမော်ကသူ့ရဲ့ Facebook စာမျက်နှာကသတင်းလူလူကိုအတည်ပြုလိုက်ပါတယ် လူမှုကွန်ရက်အသုံးပြုသူတွေတရင်းမီဒီယာတွေနဲ့အကြံပေးထောက်ပြလူသူတွေထံကနေအပြုသဘောဆောင်တဲ့ကူညီပံ့ပိုးမှုတွေကိုလည်းမျှော်လင့်နေတယ်လို့យေတာထားပါတယ်။ KIA နဲ့ TNL ရဲ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီး The 74 Media ကဆက်လက်စုံစမ်းနေစဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သက်သက်ဘက်ကတော့ကချင်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်နေတဲ့စကိုင်းတိုင်းအထက်ပိုင်းကအင်းတော်မျိုးကို KNA ပါဝင်တဲ့ဒေါ်လာရေးပူပေါင်းအဖွဲ့ကအပိသက်တင်ပိုက်ခဲ့ပြီးကချင်ပြည်နယ်ဗမော်မြို့မှာတော့စစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်နေပါတယ်။လာမယ့်အပတ်တွေမှာတော့ငလင်ပင်းချောင်းစစ်ကောင်စီတပ်နဲ့ KNA အဖြစ်ရပ်ထားပေမဲ့ကချင်ပြည်နယ်မှာစစ်ရေးအခြေအနေဘယ်လိုဆက်ဖြစ်လာနိုင်မလဲဆိုတာဆက်လက်အဆောင်ကြည့်အောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။ Hey hey 卡在卡在